လေးလာရေးခင်းအနေနဲ့စူးစမ်းလိုစေအပြည့်နဲ့မြကိုရီးယားကိုတွားရောက်လည်ပတ်ခဲ့ပေမဲ့ဒီခီးရပဲသူ့ဘဝရဲ့အဆုံးသက်ဖြစ်သွားခဲ့တဲ့အော်တိုဝမ်ဘီယာရဲ့စိတ်ထိခိုက်ဖွယ်ရာဖြစ်ရဲ့အကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ Ivory Story ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့အော်တိုဝမ်ဘီယာဆိုတဲ့အမေရိကန်ကျောင်းသားတဦးရဲ့ခြေကွဲဝန်းနေပေရာ ဖြစ်ရမယ်မှုခင်လေးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ ဒီအမှုဟာဆိုလို့ရှိရင်တော့ကဘာတဝမ်းမှာလည်းအရန်ကိုနမဲကြီးခဲ့ပြီးမီဒီယာတွေရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရတဲ့အမှုတစ်ခုလည်းဖြစ်ပါတယ်။အော်တိုဝမ်းမီယာဆိုရင်အမေရိကန်နိုင်ငံသားတဦးဖြစ်ပြီးတော့1994ခုနှစ်ဒီဇင်ဘာလ12ရက်နေ့တွင်မွေးဖွားခဲ့ပါတယ်။သူရဲ့မိသားစုဟာ Ohio ပြည်နယ် Cincinnati မြို့အနီးတစ်ဝိုက်မှာနေထိုင်ကြပြီးတော့တာမန်အလဲလက်တန်းစားမိသားစုတစ်ခုဖြစ်ကြပါဗျ။ ဖခင်ဖြစ်သူ Fred Wambia နဲ့မိခင်ဖြစ်သူ Cindy Wambia တို့ဟာတားဖြစ်သူ Otto ကိုတာဝန်ယူတတ်သူပညာကိုတတ်မိုးထားတဲ့သူတယောက်အနေနဲ့ငယ်စဉ်ကလေးကပြုစုပြုထောင်ပေးခဲ့ကြပါတယ်။ Otto High University of Virginia မှာစီးပွားရေးဆိုင်ရာပညာရဲ့ Commerce and Economics ကိုသင်ယူခဲ့ပြီးတော့2013မှာဘွဲ့လွန်ကိုအောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်။ အော်တိုဟာငယ်စဉ်ကတည်းကအကြောင်းတွင်းလှုပ်ရှားမှုတွေကို တက်ကြွစွာပါဝင်ခဲ့ပြီးတော့ပညာရေးမှာလည်းထူးချွန်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ University of Virginia မှာ တက်ရောက်နေစဉ်ကာလမှာလည်းအော်တိုဟာအသင်းအဖွဲ့လှုပ်ရှားမှုတွေနိုင်ငံတကာအတွေ့အကြုံတွေပေါ်မှာလည်းစိတ်ဝင်စားမှုတွေများစွာရှိခဲ့ပါတယ်။ တက္ကသိုလ်တက်နေစဉ်ကာလတရှောင်းလုံးမှာလည်းနိုင်ငံတကာကိုခီးသွားခြင်းနိုင်ငံသားဘာသာနဲ့ရှင်ကျေးမှုတွေမှာလည်းများစွာစိတ်ဝင်စားနဲ့လေ့လာခဲ့တဲ့ဒုတိယဖြစ်ပါတယ်2015ခုနှစ်မှာဆိုလို့ရှိရင်တော့ Otto ဟာ Hong Kong Study Block ဆိုတဲ့ program အတွက် Hong Kong University မှာတက်ရောက်သင်ကြားခဲ့ပြီးတော့2015ဒီဇင်ဘာလကုန်ပိုင်းမှာဆိုလို့ရှိရင်တော့ Otto ဟာဒီမြောက်ကိုရီးယားခရီးစဉ်ကိုစတင်စီစဉ်ခဲ့ရပဲဖြစ်ပါတယ် အော်တိုဝမ်မီယာကသူ့ရဲ့မြောက်ကိုရီးယားခီးစဉ်ကိုတာမန်ခီးစဉ်တစ်ခုပဲပေါ့နော်သူအရင်ကလိုတွန်းလာနေကြခီးစဉ်တစ်ခုအနေနဲ့ပဲသူမြောက်ဖူးတဲ့နိုင်ငံကိုတွားရောက်လေ့လာခြင်းနဲ့စိတ်နဲ့တက်ကြွပျော်ရွှင်စွာစီစဉ်ခဲ့ရပဲဖြစ်ပါတယ်ဒီခီးကသူ့ဘဝရဲ့အဆုံးသတ်ဖြစ်ရဆိုကြီးတစ်ခု ဖြစ်လာလိမ့်မယ်ဆိုပြီးတော့လေအော်တိုပောင်းဝင်ဘသူမှလည်းတွေးခဲ့မိမှာမဟုတ်ပါဘူး အော်တိုဟာဒီဟောင်ကောင်ယူနီဗာစီတီမှာတက်ရောက်နေစဉ် winter break ပေါ့နော်ဆောင်းရွက်တဲ့ပိတ်ရက်တစ်ခုမှာသူဟာအေရှားရဲကိုခီးသွားလေဖို့စီစဉ်ခဲ့တယ်ဒါပြင်သူကဒီထူးခြားတဲ့ destination တခုသူဘယ်တော့မှမရောက်ဖို့ခဲ့တဲ့နေရာတခုကိုတွားရောက်ချင်တဲ့စိတ်နဲ့ဒီမြောက်ကိုရီးယားခီးစဉ်ကိုရွေးချယ်စီစဉ်ခဲ့တာပဲဖြစ်ပါတယ် အော်တိုဟာသူ့ရဲ့မြောက်ကိုရီးယားခရီးစဉ်ကို Jan Pioneer Talks YPG ဆိုတဲ့တရုတ်အခြေစိုက်ခရီးသွားအေဂျင်စီတစ်ခုနဲ့စီစဉ်ခဲ့တာဖြစ်တယ်။ ဒီ YPTR ဆိုလို့ရှိရင်ခရီးစရိတ်အနည်းငယ်နဲ့ဒီလို budget trip လိုမျိုးပေါ့နော်ခရီးစရိတ်နည်းနည်းနဲ့ဒီလိုထူးခြားတဲ့နိုင်ငံတွေကို ခရီးသွားဖို့အတွက် season ပေးတဲ့ agency တစ်ခုဖြစ်တဲ့ဒါအတွက်ကြောင့်ဒီ agency ဟာအเจ้าသားတွေနောက် adventure ဆက်ဆံဆက်ဆံသွားလာရတဲ့သဘောကျတဲ့သူတွေ vlogger တွေကြောင့်မှအလွန်ပဲနာမည်ကြီးပါတယ်အော်တိုဟာဒီမြောက်ကိုရီးယားခရီးစဉ်ကို2015ခုနှစ်ဒီဇင်ဘာလကုန်မှာတွားရောက်ခဲ့ပြီးတော့ ခရီးစဉ်ကာလကတော့9ရက်တာကြာမြင့်ပါတယ်။ဒီခရီးစဉ်တွင်မှဆိုရင်မြောက်ကိုရီးယားရဲ့မြို့တော်ဖျုံယန်းမြို့ထဲမှာကျင်းပတဲ့နှစ်သစ်ကူပွဲတော်ကိုလည်း သွားရောက်ဖို့အတွက်ပါဝင်มาတယ်ပေါ့เนาะဒီခီးစဉ်ကို အော်တိုအပြင်တခြားပါဝင်လိုက်ပါလာတဲ့သူတွေထဲမှာဆိုရင် American ဥရောပနဲ့တရုတ်လူမျိုးပေါ့เนาะအစရှိရဲ့လူမျိုးပေါင်းစုံ10ယောက်ကနေအယောက်20ခန်းပါဝင်ပြီးတော့ဒီအများအပြားပေါ့เนาะတက္ကသိုလ်ကျောင်းသားတွေ vlogger တွေနဲ့ဒီစွန့်စွန့်ဆဆာ adventure trip တွေသွားလာရတာသဘောကျတဲ့ခီးသွားတွေလည်းပါဝင်တယ်လို့သိရပါတယ်သူတို့တွေကတချို့ကိုဒီ media နဲ့ interview လုပ်တဲ့အခါမှာပေါ့เนาะ အော်တိုကသူတို့တွေကပေါ့နော်အော်တိုကအရန်သဘောကောင်းတယ်အရန်ဖော်ရွေတယ်ဖလက်ဆစ်ဘယ်အရန်ဖြစ်တယ်ကျင်နာတတ်တဲ့သူတယောက်ဖြစ်တယ်ဆိုပြီးတော့ပြောဆိုထားကြပြီးတော့ဒီလိုပြမှုကိုကျူးလွန်ဖို့အတွက်အော်တိုမှာတခြားထူးထူးခြားခြားပြုံမှုနေတာလောက်ကင်နေတာမျိုးမရှိဘူးလို့လည်းအားလုံးကပြောထားကြပါတယ်အော်တိုရရဲ့ဒီမြောက်ကိုရီးယားခီးစင်မှာဆိုလို့ရှိရင်ဒီရန်ပိုင်ယိုနီယာတိုးစ်ကတိုးဂိုက်တရုတ်လူမျိုးပေါ့နော်တိုးဂိုက်တယောက်လဲပါဝင်နေ ပြီးတော့ဒီမြောက်ကိုရီးယားကိုသွားတဲ့ခီးစင်တွေမှာဆိုလို့ရှိရင်ဒီတိုင်းပဲကိုဂရုနဲ့ကိုကိုတိုးခိုင်းနဲ့ကိုသွားချင်တဲ့နေရာကိုသွားလို့မရဘူးဒီမြောက်ကိုရီးယားအစိုးရကချမှတ်ထားတဲ့စီမင်းစီကန်းနဲ့အညီသူတို့အစိုးရကနေခန့်အပ်ထားတဲ့အလန်းညုံနှစ်ယောက်သုံးယောက်ကဒီ group တခုမှာအများရန်လိုက်ပါပြီးတော့အာလမ်းညွန်ကြရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့သူတို့နိုင်ငံမှာမတော်ရတဲ့ကန့်သက်ထားတဲ့နေရာတွေရှိတယ်။မကန်ရတဲ့ပစ္စည်းတွေရှိတယ်။မလုံရတဲ့နေရာတွေအများကြီးရှိတယ်။အဲ့အတွက်ကြောင့်မလို့သူတို့တွေရဲ့ နိုင်ငံသားပေါ့နော်လမ်းညွန်2ရက်3ရက်ကအမြဲလိုက်တယ်ကိုဂရုနဲ့ကိုသွားချင်တိုင်းသွားလို့မရဘူးဒါကြောင့်ဒီခီးသွားတွေကကိုစိတ်ကြက်လှူရှားသွားလာခင်မရှိဘဲနဲ့ဒီမြောက်ကိုရီးယားအစိုးရရဲ့ညွန်ကြားချက်အရသာခွင့်ပြုထားတဲ့နေရာတွေကိုသွားလာခွင့်ရှိကြတာပဲဖြစ်ပါတယ်ဒါဆိုရင်အော်တိုဟာဒီခီးစင်မှာဘာတွေဖြစ်ခဲ့ရလဲဘာတွေလုပ်ခဲ့ရလဲအဲ့အကြောင်းအရာလေးကိုဆက်လက်ပြောပြပေးပါမယ် အော်တိုဝါဒီခီးစဉ်တခြားလုံးမှာလည်းအများကြီးလိုပဲသူဟာပျော်ရွှင်စွာလဲပက်ခဲ့တဲ့ဓာတ်ပုံတွေရိုက်ခဲ့တယ်ပျော်ပျော်ရွှင်ရွှင်စားတော့လဲပက်ခဲ့တယ်ပေါ့နော်အာဒါဆိုရင်ဒီအဖြစ်ပြက်တွေကဘလို့စတင်ခဲ့ရလဲဆိုလို့ရှိရင်ဒီအော်တိုရုတ်ခီးသွားအဖွဲဟာမြောက်ကိုရီးယားရဲ့မြို့တော်ဖျုံယန်းကိုရောက်ခဲ့ပြီးတဲ့နောက်မှာသူတို့ကရန်ကက်ဒိုဆိုတဲ့ international hotel မှာတဲခိုခဲ့တယ်ဒီ ဟိုတယ်ကလည်းဒီလိုတဲခုနေထိုင်တဲ့သူတွေအတွက်လှုပ်ရှားသွားလာမှုတွေကိုကန့်သက်ထားတဲ့နေရာတွေအများကြီးရှိတယ်။မသွားရတဲ့ floor တွေအများကြီးရှိတယ်။ restrict လုပ်ထားတဲ့ floor တွေမတက်ရတဲ့ floor တွေအဲ့လိုကန့်သက်ထားတဲ့နေရာတွေအများစွာရှိရယ်ပေါ့နော်။ ဒီတော့အော်တိုဟာဒီဟိုတယ်အတွင်းမှာရှိတဲ့ဒီကန့်သက်ထားတဲ့အလွှာတစ်ခုမှာပေါ့နော်ဒီ restricted လောက်ထားတဲ့ flow မှာ propaganda poster ဆိုရဲဝါရဖြန့် poster ကို ခိုးယူခဲ့ရဆိုရဲဆွဆွဲချက်နဲ့အော်တိုကိုဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။အဲ့တော့ propaganda poster ဆိုတာကဒီဝါရဖြန့်တဲ့ poster တစ်ခုပေါ့နော်သူတို့နိုင်ငံရဲ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့လူမှုရေးရဲ့သဘောထားတွေ ယုံကြည်မှုတွေဒီအပြုတ်မှုတွေပေါ့ကိုအများကြီးတက်ရမှုပေးနိုင်တယ်သူတို့ရဲ့နိုင်ငံရေးပန်းနိုင် goals ပေါ့နော်သူတို့ရဲ့ lobby လုပ်ချင်တဲ့အရာပေါ့နော်လူတို့ကိုစီးယုံတဲ့ poster တခုဖြစ်ပါတယ်ဒီ auto ခိုးယူဖို့စူးစမ်းခဲ့တဲ့ poster ကတော့ဒီသူတို့ရဲ့အစိုးရကိုချီတူ top နာပြုထားတဲ့ poster တခုလို့လည်းဆိုပါတယ်ဒီအစိုးရနဲ့နိုင်ငံရေးအဖွဲ့အစည်းတွေအသုံးပြုလို့ရှိကြရဲပေါ့နော်ဒီဖြစ်စဉ်ကတော့ 2016ခုနှစ် January လ1ရက်နေ့ညတနာရီခန့်မှာ Auto ကဟိုတယ်မှာနေထိုင်နေစဉ်အတွင်းဒီအိတ်မသွားရတဲ့ floor မှာရှိတဲ့အဲ့ propaganda poster ကိုခိုးယူခဲ့ရဆိုပြီးတော့ Auto ရောမြောက်ကိုရီးယားကနေပြန်တဲ့နေ့2016ခုနှစ် January လ2ရက်နေ့မှာပဲဖြုံရမ်းလေစိတ်မှာ Auto ကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားအစိုးရကတော့အော်တိုကနိုင်ငံကိုအပြတ်သဘောဆောင်တဲ့ဒီအကြမ်းဖက်လုပ်ရက်တစ်ခုကိုလုပ်ခဲ့ရဲဆိုပြီးတော့ကြီးညာခဲ့တယ်။အာသူတို့နိုင်ငံကိုဂုံတိတ်ခါညှိုးနှံစေတာမျိုးပေါ့နော်။ညကိုရီးယားအစိုးရကအော်တိုရဲ့ခိုးယူမှုကို အတည်ပြုဖို့အတွက်သူတဲကိုနေခိုင်ခဲ့တဲ့ Shangato International Hotel ရဲ့လှေကားမှာရှိတဲ့ဒီ CCTV မှာတွေ့ရတဲ့ဗီဒီယိုတစ်ခုကိုပြသခဲ့တယ်။ အဖီရူမှာဆိုလို့ရှိရင်တော့အော်တိုကနေရာမှာကတ်ထားတဲ့အဲ့ပိုစတာကိုသူကဆွဲခွာဖို့ကြိုးစားနေတဲ့ပုံကိုမြင်တွေ့ရတယ်လို့မြောက်ကိုရီးယားသတင်းဌာနကဆိုပါတယ်။ဒါပေမဲ့တခြားနိုင်ငံတကာသတင်းမီဒီယာတွေကလည်းဒီ CCTV ကတိတ်မရှင်းဘူးမှောင်နေတယ်လို့ပြောကြတယ်။ဒီတကယ်ခိုးယူခဲ့တဲ့သူကအော်တိုဟုတ်လားမဟုတ်လားတော့မသိကြဘူးလို့ဆိုကြတယ်။အဲ့တော့အဲ့ပိုစတာကိုအော်တို ကတကယ်ပဲခိုးယူခဲ့ရလားမယူခဲ့ဘူးလားဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမတွေ့မြင်ရဘူးဒီ CCTV မှာမြင်ရတာကတော့မောင်ရင်းကျနေတဲ့နေရာတစ်ခုကနေအော်တိုလို့ထင်ရတဲ့လူတယောက်ကဒီ poster ကိုဆွဲခွာဖို့ကြိုးစားနေတယ် CCTV မှာတင်ပြထားတာကဒီအထိပဲအဲ့တော့အဲ့ poster ကိုတကယ်ပဲအော်တိုကခွာခဲ့ရလားခွာပြီးတော့ဟောသူကအဲ့ poster ကိုခိုးခဲ့လားယူခဲ့လားမယူခဲ့ဘူးလားဆိုတာကိုဗီဒီယိုမှာထပ်မံတွေ့မြင်ရခြင်းမရှိဘူးဗီဒီယိုကအဲ့အထိပဲဖြစ်နေတယ် ဘလိုပဲဖြစ်ဖြစ်မြောက်ကိုရီးယားကတော့အော်တိုကိုစန့်ကျင်ရေးလှုပ်ဆောင်မှုတစ်ခုဖြစ်ဒီမြောက်ကိုရီးယားအစိုးရပစ္စည်းကိုခိုးယူဖို့ကြံစီခဲ့တယ်ဆိုရဲဆွဆွဲချက်တွေနဲ့ဖန်စီထင်းသိမ်းခဲ့တယ်။ဒီ CCTV record တွေအရာပေါ့နော် နိုင်ငံတကာမီဒီယာတွေကလည်းဒီ CCTV မှာတိကျမမြင်ရအောင်ရုပ်ပုံကလည်းမရှင်းလင်းဘူးအဲ့ကောင်လေးဟာအော်တိုဟုတ်တယ်မဟုတ်ဘူးဆိုတာတော့မသေးကြဘူးလို့ဆိုကြတယ်။ နောက်တဒီ hotel က staff only area ဖြစ်တယ် restricted လုပ်ထားတဲ့ flow ဖြစ်တယ်ဒီကန့်သက်ထားတဲ့နေရာကို auto ကဘလို့သွားနိုင်မှာလဲဘလို့ဝင်ရောက်နိုင်မှာလဲဆိုတာကိုလည်းလူတွေကမေးခွန်းထုတ်ကြပေမဲ့ညကိုရီးယားအစိုးရကတော့ view မဆိုင်ခဲ့ပါဘူးအဲ့တော့အော်တိုဟာ2016ခုနှစ် February 2ရက်နေ့မှာတော့မြောက်ကိုရီးယားအစိုးရကထုတ်လွှင့်တဲ့ဒီ press conference အခုမှာပေါ့နော် သူဟာဒီနိုင်ငံရေးပိုစတာကိုတကယ်ပဲသူခိုးယူဖို့ကြိုးစားခဲ့ပါတယ်ဆိုပြီးတော့ဝန်ခံခဲ့တယ်။သူပြောတာကတော့သူကလူတစ်ယောက်ပေါ့နော်။သူ့ရဲ့ church တောင်းကလားအတိမိတ်ဆွေတစ်ယောက်လားပေါ့နော်။သူ့ကိုဒီအစိုးရနဲ့ပတ်သက်တဲ့ဒီပိုစတာကိုယူလာပြမယ်ဆိုပြီးတော့ပြောခဲ့တာမျိုးဖြစ်တဲ့အဲ့အတွက်ကြောင့်မလို့သူဟာခိုးယူဖို့ကြိုးစားခဲ့တယ်လို့ဝန်ခံခဲ့ပေမဲ့ဒီနိုင်ငံတကာအဖွဲ့အစည်းတွေသတင်းမီဒီယာတွေနဲ့လူ့ခွင့်ရေးအဖွဲ့တွေကတော့ဒီဒီဟာပေါ့နော်ဒီအပြစ်ဝန်ခံချက်ကမှန်ကန်မှုမရှိဘူး first confession တခုဖြစ်တယ်။အတင်းအဓမ္မဖိအားပေးလို့ဝန်ခံရခြင်းဖြစ်တယ်ဆိုပြီးတော့ပြောဆိုထားကြတယ်။အော်တိုရဲ့မိသားစုတွေကလည်းအော်တိုဟာဒီလိုလုံရမျိုးကိုလုံးဝလုံးမမဟုတ်ဘူး။မြောက်ကိုရီးယားနိုင်ငံရဲ့ American ဘော်ထားရှိရဲ့နိုင်ငံရေးရှိရွယ်ချက်တစ်ခုကြောင့်ဒီ propaganda ကိုအသုံးချလိုက်တာဖြစ်တဲ့အော်တိုကိုလည်းအသုံးချလိုက်တာဖြစ်တဲ့ဆိုပြီးတော့ရှုံကြည့်ကြတယ်။ မတ်လ16ရက်နေ့2016ခုနှစ်မှာတော့မြောက်ကိုရီးယားတရားရုံးက အော်တိုကို hostile acts against the state ဆိုရပြစ်မှုနဲ့အလုတ်ကျန်းတဲ့1015နှစ်ကိုစီရင်ခဲ့တယ်။ဒီပြစ်မှုဟာဆိုလို့ရှိရင်အော်တိုပြုတ်လုခဲ့တဲ့ဒီ poster ကိုဆွဲခွာရဲဆိုရဲပြစ်ဒဏ်အတွက်ကအရန်ကိုကြီးလေးလွန်းတဲ့ပြစ်ဒဏ်တစ်ခုဖြစ်တဲ့ဒါဟာနိုင်ငံရေးအချင်းသားတွေကိုအာချမှတ်တဲ့ပြစ်ဒဏ်တစ်ခုလည်းဖြစ်တယ်လို့အားလုံးကဝေဖန်ခဲ့ကြတယ်။ ဒါပြင်အော်တိုဟာဖမ်းဆီးခံထားရတဲ့အချိန်မှာ1ဘီယံမီတာစုကသူတို့ကမြောက်ကိုရီးယားရဲ့လုံရက်တွေကိုပြပြထထိုင်ကဲကွက်ခဲ့တယ်။မီဒီယာတွေပေါ်မှာလည်းသူတို့ကတက်တက်ကြွကြွပါဝင်ခဲ့တယ်။တခြားနိုင်ငံတကာမီဒီယာတွေကိုလည်းဒီမြောက်ကိုရီးယားရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကို speak out လုပ်ဖို့အတွက်သူတို့တွေကကြိုးပမ်းခဲ့တယ်။ match la 2016ခုနှစ်ကနေစပြီးတော့2019 June အထိ auto ဟာတရခန့်ဖြစ်မြောက်ကိုရီးယားမှာအကျဉ်းချခံခဲ့ရတယ်။ အမေရိကန်ဆိုးရအနေနဲ့ကလည်းပြန်လွှဲပေးဖို့တောင်းဆိုခဲ့တယ်။ဒါ့အပြင်အော်တိုဟာဒီအချင်းချနေစဉ်အတော်အတွင်းမှာသူ့ရဲ့မိသားစုနဲ့လည်းတွေ့ခွင့်မရှိဘူး။တခြားဖွဲ့စည်းတွေနဲ့လည်းသူ့ကိုတွေ့ခွင့်မပေးခဲ့ဘူး။ 2019ဇွန်23ရက်နေ့မှာတော့အော်တိုကိုခိုးမဖြစ်နေတဲ့အခြေအနေနဲ့အမေရိကန်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်။ဒီ UX နဲ့တတမရေးရလှုပ်ဝဲစည်းဝေးတွေလုပ်ပြီးတဲ့နောက်မှာပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်တယ်။ဒါပေမဲ့အော်တိုဟာခိုးမဖြစ်နေတဲ့အနေအထားနဲ့ပါ။စကားလည်းမပြောနိုင်တော့ဘူး။မိသားစုနဲ့လည်းမတွေ့ဆုံနိုင်တော့ဘူး။ သူရဲ့မိသားစုတွေပြောကြားချက်အရာတော့အော်တိုရဲ့ခန္ဓာကိုယ်မှာအကျန်းဖတ်ထားတဲ့လက္ခဏာတွေအများများကိုတွေ့ရှိခဲ့ရတယ်ပေါ့နော်။မြောက်ကိုရီးယားကတော့ဒီအော်တိုမှာအခုလိုကိုမဖြစ်သွားတာကသူရဲ့အစာမစားတဲ့အတွက်ကြောင့်မို့လို့နောက်ပြီးတော့အစာအစိတ်အသင့်ဖြစ်ခဲ့တယ်။ဒါပြင်အိတ်ဆေးတွေအလွန်ကျွတောင်းကျုံတဲ့ကြောင့်ဒါမျိုးဖြစ်သွားရတယ်ဆိုပြီးတော့မြောက်ကိုရီးယားအစိုးရကပြောကြားခဲ့တယ်။ American အာနာပိုင်းနေအနေနဲ့ကလည်းဒါညှဉ်းပန်းနှိပ်စက်ထားတဲ့လက္ခဏာလို့ သုံးသက်တဲ့မိသားစုတွေကလည်းအော်တိုဟာမြောက်ကိုရီးယားမှာတော်လန်ရေးအကျဉ်းသားဖြစ်ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်ဆိုတဲ့အကြောင်းကိုထေချပေါက်ပြောကြခဲ့တယ်။ဘလိုပဲဖြစ်ဖြစ်အော်တိုဟာအိမ်ပြန်ခွင့်ရခဲ့ပေမယ့်မိသားစုကိုလည်းမတွေ့မြင်နိုင်တော့သလိုစကားလည်းမပြောနိုင်ခဲ့ပါဘူး။သူရဲ့အုံနောက်မှာလည်းဒီနာကျင်မှုကိုအပြင်းထန်ခံစားရတဲ့အတွက်ကြောင့်မို့လို့အုံနောက်ပျက်စီးမှုတွေရှိနေကြောင်းပြောပြခဲ့ပါဗျ။အော်တိုဟာသူ့ရဲ့နေရက်ကိုပြန်ရောက်ပြီး6ရက်အကြာ ဂျွန်စကော2019မှာ သူ့ရဲ့ဇာတိမျိုးဖြစ်တဲ့ Cincinnati, Ohio မှာပဲတည်ဆုံးခဲ့ပါတယ်။အော်တိုဝမ်ဘီယာဟာသူ့ရဲ့ပညာရေးတက်တန်းတစ်လျှောက်မှာထူးချွန်ထမ်းမြက်ပြီးတော့အနာဂတ်ရည်မှန်းချက်တွေနဲ့ပြည့်နှက်နေခဲ့ပေမဲ့ဒီလိုအပျော်ခီးစဉ်တစ်ခုကြောင့်သူ့ရဲ့အသက်ကိုပါစတီးခဲ့ရပါတယ်။သူတည်ဆုံးချိန်မှာ သူ့ရဲ့အသက်က22နှစ်ပဲရှိပါသေးတယ်။ အော်တိုတည်ဆုံးပြီးတဲ့နောက်2018ခုနှစ်မှာဝမ်ဘီယာမိသားစုဟာမြောက်ကိုရီးယားအစိုးရကို အမေရိကန်တရားရုံးမှာတရားမဝင်ဖမ်းဆီးခြင်းနှိပ်စက်ခြင်းတပ်ဖြတ်ခြင်းစတဲ့အမှုတွေနဲ့တရားဆွဲဆိုခဲ့တယ်။2018ခုနှစ်မှာတော့အမေရိကန်တရားရုံးကမြောက်ကိုရီးယားအစိုးရကိုဒေါ်လာ900တသန်ပေးချေဖို့အတွက်အမိန့်ချမှတ်ခဲ့တယ်။ဒါမဲ့မြောက်ကိုရီးယားအစိုးရကအမေရိကန်တရားရုံးရဲ့အမိန့်ကိုလုံးဝလက်မခံခဲ့ဘူးပတ်စံလည်းမပေးခဲ့ဘူး။ ဆို American ကကြတော့ဒီမြောက်ကိုရီးယားကိုချုပ်ကန်နိုင်တဲ့မှန်ကန်တဲ့ဒီလန်းတွေမရှိရအတွက်ကြောင့်မို့လို့တရားစီရင်ဖို့အတွက်အခက်အခဲတွေများခဲ့တယ်။ဒီ Auto 1BF Family ဟာဒီသူတို့က Auto 1BF Foundation ကိုစတင်တည်ထောင်ခဲ့ပြီးတော့မြောက်ကိုရီးယားရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကိုလူသိများအောင်ပြုလုပ်ခဲ့တယ်။ ဒါကတော့အနာဂတ်ရီမန်းချက်တွေအဖြစ်ဖြစ်နေတဲ့ Auto Wambia ရဲ့စိတ်လှုပ်ရှားပျော်ရွှင်ပွဲရာခရီးစဉ်တစ်ခုကနေပြီးတော့သူ့ရဲ့အသက်ကိုရောဘဝကိုပါပေးဆက်လိုက်ရတဲ့ဆုံးရှုံးခဲ့ရတဲ့ One Night ဝယ်ရာဖြစ်ရမှန်မှုကင်းလေးတစ်ခုကြောင့်ကိုတင်ပြပေးထားတာပဲဖြစ်ပါတယ်။နောက်ထပ်နောက်ထပ်ဒီမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ Every Year Channel လေးကို Like and Subscribe လေးလုပ်ပေးကြပါလို့ပြောချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။